မင်းအောင်လိုင်းမင်္ဂလာတုံးစစ်စင်ရေးတက္ကသိုလ်ကျောင်းဆင်ပွဲတက်ရောက်မှာမို့မောင်းနေမဲမဲမဖြစ်စေဖို့အတွက်အလေငိုင်မရွေးရင်းထိန်နေဖို့အတွက်မိတိုင်ကြီးတွေ site to CCTV တွေတက်ပြီးလုံခြုံရေးတိုးမြှင့်ထားရဆိုတဲ့တွင်နဲ့နောက်ဆုံးရရှိထားတဲ့တွင်ကြောင့်ရတွေကိုတင်ဆက်လုပ်ပေးသွားမှာဖြစ်ပါတယ်။အကြမ်းဖက်မင်းအောင်လိုင်းကလာမီရပိုင်တွေမှာမင်္ဂလာတုံးစစ်စင်ရေးတက္ကသိုလ်ကျောင်းဆင်ပွဲတက်ရောက်မှာမို့မင်္ဂလာတုံးမှာမောင်းနေမဲမဲအလေငိုင်မရွေးမိတိုင်တွေကို site to ရန်အတွက် CCTV များတက်ပြီးလုံခြုံရေးတိုးမြှင့်နေပြီဖြစ်တယ်လို့စစ်တက္ကသိုလ်နဲ့နှိစက်သူတွေကပြော ြုပ်ပြသွားခဲ့ပါတယ်။အကြမ်းဖက်မေအောင်လိုင်းကရန်ကုန်မှာစစ်တပ်ကတိုးចောင်းစင်းမွေးနေမော်ပြီးအမျိုးသမီးပိုလောင်းတင်နန်းစီဝဲတက်ရောက်ဖို့အတွက်ရှိနေပြီးစစ်ကောင်စီဘက်မှလုံခြုံရေးတွင်းရည်တွေကိုလုံဆောင်သွားပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်။မင်္ဂလာတုံတပ်ဖွဲ့မိရဲ့စစ်တပ်ချန်စီရိုးပေးတွေမှာမိတိုင်အကြီးတွေစိုက်ထူနေပါတယ်။အမောင်မဲမရှိစေရခြုံခိုနိုင်တဲ့အလင်းငိုက်မရှိစေရဆိုတာမျိုးနဲ့ လူကြုံရေးတိုးမြင့်နေပြီး CCTV တွေနေရာတိုင်းမှာတက်မယ်လို့လည်းသိရှိရပါတယ် DSMA ကျောင်းစင်ပွဲကိုတော့မြောက်လိုင်းလာတက်မယ်လို့သိရှိရပါတယ်လို့စစ်စစ်ရေးတက္ကသိုလ်နဲ့နှိစက်တဲ့တတိယကွက်များထမသိရှိရပါတယ်ဒါပြင်မှာတော့မင်္ဂလာတုံမော်ပြီးလဲခုမြို့နယ်တွေမှာလည်း SC support အတွက်စီမံချက်တွေနဲ့ကင်မွန်တွေခြာနာတာတွေရဲခွက်အုပ်ချုပ်ရေးမှုတွေနဲ့ပြူစောတီတွေပူပေါင်းပြီးရဲခွက်တွေမှာကင်းလှည့်တာတွေမြောက်လိုင်းရောက်ရှိနေစဉ်ကာလအတွင်းမှာလုံဆောင်မှုတွေလည်းစစ်ကောင်စီဘက်မှပြင်ဆင်နေတယ်လို့သိရှိရပါတယ်ရန်ကုန်မြို့လှမ်းမြို့နယ်တွေရာ င်မှုတအုပ်ပြစ်သက်ခံရကြောင်းဒေသခံများကပြောသည်ယနေ့စက်တင်ဘာ18ရက်နနက်7:00နာရီခန့်တွင်လိုင်မြို့နယ်73ရပ်ကွက်ရတနာလမ်းပေါ်တွင်ရာအိမ်မှုအောင်ဆိုးမှတနက်ဖြန်အနီးကပ်ပြစ်သက်ခံရခြင်းဟုဆိုသည်ရတနာလမ်းပေါ်မှာပဲသူအိမ်ကလမ်းလျှောက်နေရင်ပြစ်ခံရတာပြစ်ခံရတဲ့နေရာမှာတေသွားတယ်ဟုလိုင်မြို့နယ်73ရပ်ကွက်နေသူတအုပ်ကပြောသည် ၎င်းယာယီမှုအောင်ဆိုသည်စစ်ကောင်စီတရင်ပေးတလန်အဖြစ်နာမည်ကြီးသူဖြစ်ပြီးရက်ကွက်အတွင်နေထိုင်သူများကိုလည်းအာဏာပြလေးရှိသူဟု၎င်းအားရှင်းပြသည် အကြမ်းဖက်စစ်ကောင်စီတပ်ဤအာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့စစ်ကောင်စီဤတောက်တိုင်များဖြစ်သောရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမကြာခဏရှင်းလင်းခံနေရသည် ထို့ကြောင့်အကြံပေးစစ်ကောင်စီ၏လက်ပါစီများတရင်ပေးများနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်ထားသူများအနေဖြင့်အ мян ဆုံးနှုတ်ထွက်ရန်တော်လှန်ရေးအင်အားစုများနှင့်မျိုးပြပြောက်ကြားတပ်ဖွဲ့များကအကြိမ်ကြိမ်တရီပေးထားသည်ဆလဘီမြန်မာဘက်ကပြစ်ခတ်သောမော်တာကြီးဘင်္ဂလားဒေ့ရှ်ပိုင်နက်မှာကျရောက်ပြီးရိုဟင်ဂျာတအူးသေး6ဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာဗတ်ချန်းကပြစ်ခတ်လိုက်တဲ့မော်တာကြီးကဘင်္ဂလားဒေ့ရှ်ပိုင်နယ်ထဲကျရောက်ပောက်ကွဲခဲ့ပြီးရိုဟင်ဂျာလူငယ်တဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာများနဲ့ AFP သတင်းဌာနကဖော်ပြပါတယ်စက်တင်ဘာ16ရက်ကဖြစ်စဉ်မှာမော်တာကြီးစံဟာနေဆက်ကိုဖြတ်ကျော်လာပြီးဘင်္ဂလားဒေ့ရှ်ဘက်အချမ်းကိုကျရောက်ခဲ့တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ရိုဟင်ဂျာတွေကပြောပါတယ် မော်တာကြီးထိမှန်တာကြောင့်အသက်၁၈နှစ်အရွယ်ရိုဟင်ဂျာလူငယ်တဦးသေဆုံးပြီးနောက်ထပ်၆ဦးဒဏ်ရာရခဲ့တယ်လို့သတင်းတွေကဖော်ပြပါရတယ်။ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းကကော့စ်ဘဇားဒေသမှာမြန်မာဘက်ကထွက်ပြေးလာတဲ့ရိုဟင်ဂျာအများစု အပါအဝင်ဒုက္ခသည်တသန်းလောက်ဟာခိုလုံရေးစခန်းတွေမှာပြန်ကျပ်နေထိုင်နေကြပါရတယ်။၂၀၁၉ခုနှစ်မှာမြန်မာစစ်တပ်ကရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရရဆက်ဆက်ဖိနှိပ်ဖြိုခွင်းခဲ့တဲ့နောက်ကော့စ်ပဇာကိုလုံရေးစခန်းတွေမှာဒုက္ခတဲ့အရေးအတွက်တိတိတတ်တာမြင့်တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းနေဆက်ဧရိယာနာမှာမြန်မာစစ်တပ်နဲ့ရခိုင်တပ်မတော် AA တို့ကြားတိုက်ပွဲတွေလည်းပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။စက်တင်ဘာ16ရက်မှာတော့နေဆက်နာကတမ်ဘရူမှာနေထိုင်တဲ့အသက်18နှစ်အရွယ်လူငယ်တဦးဟာမော်တာကြီးအဆောက်အအနတွေထိမှန်ပြီးတေဆုံးသွားခဲ့ကြောင်းဒေသခံရိုဟင်ဂျာလူအဖွဲ့အစည်းကောင်ဆောင်ဒယ်မိုဟာမက်ကပြောပါတယ်။ ဒီကိစ္စမျိုးအလားတူထက်ကြုံလာမှာကိုရိုဟင်ဂျာဒုက္ခသည်တွေတွေးတောဆိတ်ပူနေကြတယ်လို့လည်းသူကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နေကြဆောင်တဲ့အကြီးအကဲဘိုချုပ်ဖိုင်ဇူရာမန်ကလည်းမော်တာကြီးစံကြရောက်လို့ရိုဟင်ဂျာတအူးသေဆုံးကြောင်းအတည်ပြုခဲ့ပါတယ်။သူ့ရဲ့တပ်ဖွဲ့တွေဟာအခင်းဖြစ်ရာအေရိယာတဝိုက်ကိုသွားရောက်ပြီးလုံခြုံရေးစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့မြန်မာဘက်ကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်သွားမယ်လို့ဘိုချုပ်ရာမန်ကပြောပါတယ်။ မြန်မာဘက်ကနေဂျုံဝင်လာတဲ့လက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲတာမျိုးဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်းမှာအရင်ကလည်းဖြစ်ပွားခဲ့ပေမဲ့အခုကိစ္စမှာတော့ပထမဆုံးအကြိမ်လူအသေးအပြောက်ရှိလာခဲ့တာပါစက်တင်ဘာဆန်းပိုင်းတော့မှာဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကနိုင်ငံပိုင်နဲ့ထဲမြန်မာဘက်ကပစ်ခတ်တဲ့မော်တာကြီးတွေအမြောက်ဆန်တွေကြားရောက်နေတာလေပိုင်နဲ့ထိပါကျူးကျော်မှုခံနေရတာဒီအတွက်အလေးအနက်စိုးရိမ်ကြောင့်အာဏာသိမ်းစစ်ကောင်စီကအတန်အမတ်ကိုခေါ်ယူတတိပေးပြောကြားခဲ့ပူပါတယ် လက်နက်ကြီးကြီးတွေကြားရောက်မှုကြောင့်မြန်မာစစ်ကောင်စီခန့်တန်အမတ်ကိုဘင်္ဂလားဒေ့ရှ်ကခေါ်ယူတရီပေးခဲ့တာ၃ချိန်ရှိပြီဖြစ်ပါတယ်လက်နက်ကြီးကြီးကြားရောက်တာတွေဘင်္ဂလားဒေ့ရှ်လေပိုင်နက်ကိုကျူးကျော်ပြီးပစ်ခတ်တာတွေကိုစစ်ကောင်စီတပ်နဲ့နေကြားဆောင်တပ်တို့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုဒီချိန်လက်နက်ကြီးမော်တာကြီးပစ်ခတ်တာကိုဘယ်သူကပစ်ခတ်တာလို့သတင်းတွေမှာဖော်ပြမထားသေးပါဘူး။ ရခိုင်ပြည်နယ်မှာ AA နဲ့စစ်ကောင်စီတပ်တိုက်ပွဲတွေပြင်းထန်နေပြီး AA ကစစ်ကောင်စီစခန်းတွေကိုတခုပြီးတခုသိမ်းပိုင်နေပါတယ်။စစ်ကောင်စီတပ်ကအထိနာတဲ့အခါလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုပုံမပြုလုပ်လေးရှိပါတယ်။အစောပိုင်းကဘင်္ဂလားဒေ့ရှ်အစိုးရဟာအခုနှစ်ကုန်ပိုင်းကစလို့ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စအကောင့်ထဲပေါ်နိုင်ဖို့မျှော်လင့်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်နဲ့တော်လှန်ရေးအင်အားစုတွေကြောင့်တိုက်ပွဲတွေအရှိန်မြင့်နေတာကြောင့်ဒီမှန်းချက်ကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ခက်လိမ့်မယ်လို့လစ်လာသူတွေက သုံးသပ်ထားကြပါတယ်။ဆက်လက်ပြီးရန်ကုန်ကာယာခရီးစဉ်အား MN တွေကစင်းလုံးကလေရင်ဖြင့်နိုဝင်ဘာလမှစတင်က ပြန်လည်ပြန်တမ်းပေးသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဗုဒ္ဓကာယဖျားဘူးခရီးစဉ်တွားရောက်မိသူများအစဉ်ပြေစေရန်မြမအမျိုးသားလေချောင်းကရန်ကုန်ကာယရန်ကုန်ခရီးစဉ်အားစင်းလုံးကားလေရင်ဖြင့်နိုဝင်ဘာလမှစတင်၍ပြန်လည်ပြန်တမ်းပေးဆွဲသွားမည်ဖြစ်ကြောင်းသိရှိရသည်ထို့သောပြန်လည်ပြေးဆွဲရာတွင်နိုဝင်ဘာလမှစတင်၍2023ခုနှစ်ဧပြီလအထိအပတ်စဉ်တနင်္ဂနွေနေ့တိုင်းပြန်တမ်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည် အဆိုပါစင်လုံးကလေရင်၌ခရီးသည်158ဦးလိုက်ပါနိုင်ပြီဖြစ်က လေရင်လက်မှတ်ကအဖြစ်တဦးလေရင်အမေရိကန်ဒေါ်လာ420ကျသိမ့်ပြီဖြစ်ပြီးအပွဲလိုက်သွားရောက်မည်ဆိုပါကအမေရိကန်ဒေါ်လာ400ကျသိမ့်ပြီဖြစ်ကြောင်းသိရသည် ဗုဒ္ဓဂ ਾਇ ယခရီးစဉ်များသည်2023ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်က2020ပြည့်နှစ် February လမှစတင်၍ COVID-19 ရောဂါကူးစက်ပြန့်ပွားလာခဲ့သဖြင့်ခရီးစဉ်အားယာယီရနာခဲ့ကြောင်းသိရှိရသည်။ဤရေလီတည်င်းနှင့်ဤပညာဌာန၏ဌာနကြီးမှုဖြစ်တာဝန်ယူပြီးစစ်ကောင်စီနှင့်မင်းအောင်လှိုင်သဆိုးရှိ၏ဥဆွေးဆံမြေတာဝန်ထမ်းဆောင်နေသောစစ်ရာဇဝတ်မှုများ၏တမိုင်းတရက်ခံတူဦးပင်ဖြစ်သည်။ဆလဘီ ရည်ဥခရိုင်မှုဒူရဲမှု၏ဝင်တိုင်းတနတ်တံရဖြင့်တည်ဆုံးမှု ပြစ်တက်ခံရခြင်းဟုသုံးသပ်ဆိုရတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရည်ဥမျိုးတွင်ရည်ဥခရိုင်ရဲတပ်ဖွဲ့မှုဒူရဲမှု၏ဝင်တိုင်းသည်စက်တင်ဘာလ15ရက်နေ့ညနေပိုင်းတွင်တနတ်တံရဖြင့်တည်ဆုံးမှုမိမိကိုယ်ကိုတတ်သိခြင်းမဟုတ်ဘဲပြစ်တက်ခံရခြင်းဟုရဲအတိုင်းဝိုင်းကသုံးသပ်သည်။ဒူရဲမှု၏ဝင်တိုင်းသည်၎င်းကင်ဆောင်သော၆လုံးပြူတနတ်ဖြင့်ခန္ဓာကိုယ်တွင် ပြစ်ခတ်ထားသောတနတ်ဒဏ်ရာနှစ်ချက်ဖြင့်တည်ဆုံးခြင်းဖြစ်ကြောင်းတနတ်ဒဏ်ရာသည်ရင်ပတ်နှင့်ဝမ်ပိုက်တွင်ဒဏ်ရာရရှိထားခြင်းဖြစ်ကြောင်းမိမိကိုယ်ကိုတတ်သိသည်ဟုပြောဆိုမှုများရှိတော်လဲပြစ်ခတ်သည့်အနေအထားနှင့်ပြစ်ခတ်သည့်ပုံစံအရအသက်ခံရမှုဟုဆိုလျှင်ပုံမှန်ဤဆက်ကြောင်းရဲအတိုင်းဝိုင်းကပြောသည်မိမိကိုယ်ကိုတတ်သေးသည်ဆိုပါကတနက်ဖြန်နှစ်ချက်ဆက်တိုက်ပစ်ခတ်ရမဖြစ်နိုင်ပဲရင်ပန်းနဲ့ဝမ်ပိုက်ကိုနှစ်ချက်ပစ်ခတ်ခံရခြင်းဖြစ်၍ပစ်ခတ်တက်ဖြတ်ခံရခြင်းဖြစ်သည်ဟုဆိုနိုင်ကြောင်းရဲတပ်ရင်းရံကွက်က ပြောသည် ကိုကိုကိုတက်သေးရဆိုရင်တေကင်းတေကတ်တွေကိုသူသိရပဲဥပမာခေါင်းနှစ်ထင်းမေးစိအောင်ဒီလိုနေရာတွေကတစ်ချက်တည်းတေကင်းတေကတ်တွေပဲလေရင်ပတ်နဲ့ price ဆိုတာကတေကင်းတေကတ်မဟုတ်ဘူးအဲ့ဒါကြောင့်ဒါဟာတက်သေးရဆိုတာလုံးဝမဖြစ်နိုင်ဘူးပြစ်တက်ခံရတာပဲလို့ပြောလို့ရပါတယ်ဟုရဲအတိုင်းဝိုင်းကဆိုသည် အခြားရေဦးဒေတာတည်င်းရင်းမြစ်တို့ခုအားမူရေဦးမြို့နယ်အုတ်ချုံရီအဖွဲ့ဝင်စစ်တပ်ဘက်မှပုံမူကရေဦးခရိုင်မှဒူရဲမှုကြီးဝန်ထမ်းကိုပြစ်ခတ်၍တည်ဆုံးသည်ဟုပြောဆိုထားသည် ဆက်လက်ပြီးနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ရေးတင်းမာမှုတွေကြောင့်ရခိုင်ရရေချောင်းခရီးစဉ်တွေရန်နာထားရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်နယ်အတွင်းတက်နဲ့အေအေတို့ရဲ့စစ်ရေးတင်းမာမှုတွေဟာတနေ့တခြားပုံမှုပြင်းထန်လာပြီးပြည်နယ်တွင်းခရီးသွားလာရေးတွေအဆင်ပြေချုံးမွေးမှုမရှိတော့တဲ့အပြင်ရေချောင်းခရီးစဉ်တွေပါရန်နာနေရပါတယ်။ ရခိုင်ပြည်နယ်အတွင်းရေချောင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ရွှေပြည်တန်အမြန်ရေရင်ခရီးစဉ်အများစုကိုရေချောင်းဦးစီးဌာနရဲ့ညွှန်ကြားချက်နဲ့ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့ကရနာထားရလေးဖြစ်ပါတယ်။ အပ်တယ်လို့ရွှေပြည်တန်ခရီးစဉ်တွေယာယီရနားထားတဲ့အထဲမှာရခိုင်ပြည်နယ်တောင်ကုန်းကြောက်ဖြူရံပြဲမအောင်နဲ့ပေါတော်မြို့တွေဘက်သို့ပုံမှန်ပြေးဆွဲခွင့်ရပြီးကြံနဲ့ဘူးတီတောင်ရသေးတောင်မြောက်ဦးနဲ့မင်းပြဘက်သို့ခရီးစဉ်တွေကိုတော့ယာယီရနားထားဖို့ပြည်နယ်ကောင်စီကညွှန်ကြားထားတယ်လို့သိရပါတယ်။ စက်တင်ဘာလ15ရက်နေ့ကပြည်내ကောင်စီလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ရေချောင်းဌာနဆိုင်ရာတွေကရွှေပြည်တန်းမလီခါအောင်ကြုံမုန်းနဲ့မြေပုံမြို့နယ်ကန်းတောင်ကြီးဘက်ပြေးဆွဲနေတဲ့ဆက်လေတွေကိုခေါ်ယူတွေ့ဆုံခဲ့ပြီးအခုလိုပြောတယ်လို့ရွှေပြည်တန်းကုမ္ပဏီတာဝန်ရှိသူတို့ကပြောပါတယ်။လုံချုံရေးအနေထားအရာယာယီပိတ်ထားတာဖြစ်ပြီးတော့ပေါက်တော့ကိုလည်းပြေးဆွဲလို့ရတယ်လို့ပြောပါတယ်။ဘယ်နှစ်ပြန်ဖွဲ့မယ်ဆိုတာတော့မပြောဘူး။